ားလုံးပဲမင်္ဂလာပါဗျာကျွန်တော်ကိုတိုင်ပဲဖြစ်ပါတယ်ဗျာဒီနေ့မှတော့အယူကျိုးတာတွေ အစစ်လွဲတာတွေဒုနာခါနာနာတွေအသုံးပြုလို့ရတဲ့ကာဏနဲ့မြောက်ပေးမှာဖြစ်ပါတယ်ဗျခမန့်နေရေးတာမိတာတောင်းတာနဲ့မိတ်ဆွေများတို့မြောက်ပေးခြင်းဖြစ်ပါတယ်ဗျအရေးကြုံတဲ့အခါမှာအသုံးပြုလို့ရပါတယ်အစစ်တွေလွဲတာတွေအယိုးတွေနာတာတွေအယိုးတွေကျိုးသွားတာတွေအစစ်တွေလွဲတော့တာတွေလူကြီးသူမတွေခါနာဒုနာတာတွေအတွက်အသုံးပြုလို့ရတဲ့ကာရာပဲဖြစ်ပါတယ်ဗျပထမဆုံးအယိုးတွေကျိုးတဲ့သူတွေအစစ်တွေလွဲတဲ့လူတွေလိမ့်စာရှိတဲ့စေတွေတွေလိမ့်ပြီးပြီပဲဖြစ်ဖြစ်အဲ့တော့ကျွန်တော်တို့ဒီတင်ပြီးတော့ပေါ့နော်လိမ့်စာရှိတဲ့စေလေးတွေတင်ပြီးတော့ နားတဲ့နေရာလေးကိုတင်ပြီးရောကိုကိုတိုင်းပဲဖြစ်ဖြစ်သူကသူတို့ဘာပဲဖြစ်ဖြစ်ကိုကယူပြီးလဲရတယ်သူတို့ဘာယူပြီးလဲရပါတယ်ဗျအဲ့ဒါလေးကိုနားတဲ့နေရာလေးကိုတခြားလေးကိုင်းပြီးတော့ဒီခါတားလေးယူပြီးရမှာဖြစ်ပါတယ်။အုံးကြောက်ကြီးကြောက်ငယ်ကြောက်30တစ်ပြဝါဆက်ဝါပြတစ်ဆက်ထဲเสียထဲမြန်မြန်ထဲဆက်เสียဆက်မြန်မြန်ဆက်အုံးကြောက်ကြီးကြောက်ငယ်ကြောက်30 တစ်ပြဝါဆက်ဝါပြတစ်ဆက်ထဲเสียထဲမြန်မြန်ထဲဆက်เสียဆက်မြန်မြန်ဆက်အုံကြောက်ကြီးကြောက်ငယ်ကြောက်30တစ်ပြဝါဆက်ဝါပြတစ်ဆက်ထဲเสียထဲမြန်မြန်ထဲဆက်เสียဆက်မြန်မြန်ဆက်ဆိုပြီး38ခေါက်ယူပြီးတော့လိမ့်ပြဲမှာဖြစ်ပါတယ်ဗျမနေ့တစ်ချိန်နေ့လည်းတစ်ချိန်ညနေတစ်ချိန်ကို9ရက်တိတိလိမ့်ပြဲမှာဖြစ်ပါတယ်ဗျဒါပထမခါတာပဲဖြစ်ပါတယ်ဒုတိယခါတာကကြကြတော့ အယိုးစစ်အကြီးကြီးပေါ့နော်ခါတို့ဒိုးတို့အစပြအစစ်ကြီးကြီးကျိုးတယ်လွဲတယ်နာတယ်ဆိုရင်ဒီကတော့အသုံးပြုလို့ရပါတယ်သူတဲ့ထုံနှိတူပါပဲလိမ့်စာရှိတဲ့ဆေးတစ်ခုကိုတင်ပြီးတော့ဒီကတော့ကိုလိမ့်ယွင်းလိမ့်ယွင်းနှိမ်ယွင်းရုပ်ပြရမှာဖြစ်ပါတယ်ဘာမှလိမ့်စာမရှိရင်တော့ရေအသုံးပြုလို့ရပါတယ်ရေခဲသို့မဟုတ် ရေနဲ့လည်းအသုံးပြုလို့ရပါတယ်ဗျအုံကြော်ကြီးကြောငယ်ကြော်30 ကျောငယ်ပတ်လက်သွေးတက်ဆက်ဆယ်ရိုးဆက်ရဆက်စရာဆက်မြန်မြန်ဆက်အုံကျော်ကြီးကျောငယ်ကျော်30ကျောငယ်ပတ်လက်သွေးတက်ဆက်ဆယ်ရိုးဆက်ရဆက်စရာဆက်မြန်မြန်ဆက်အုံကျော်ကြီးကျောငယ်ကျော်30ကျောငယ်ပတ်လက်သွေးတက်ဆက်ဆယ်ရိုးဆက်ရဆက်စရာဆက်မြန်မြန်ဆက်တို့လေထုံးစံတိုင်းမဲ့38ခေါက်ကိုမနေ့တစ်ချိန်နေ့လည်းတစ်ချိန်ညနေတစ်ချိန်ရှုမှန်းပေးရမှာဖြစ်ပါတယ်ဗျာ။ ဒါဒုနခဏသမများအတွက်နောက်ဆုံးခါတာလေးကတော့အကျောတွေထုံးနေတဲ့လူများအတွက်ပေါ့နော်အကျောတွေထုံးနေတဲ့အစ်စ်တွေထုံးခြင်းနေတဲ့ဥမာဆိုကြပါတော့သွေးသွေးလေးဘက်နာတို့အပိုးလေးဘက်နာတို့လေးဘက်နာသမားတွေအတွက်ရန်ကုန်အဆင်ပြေမဲ့ခါတာပဲဖြစ်ပါတယ်သူလည်းထုံးနေတူပဲအစ်စ်တွေရောအကျောတွေထုံးနေတယ်အစ်စ်တွေဖူးယောင်ကိုင်းနေတယ်ဖောင်းနေတယ်ခေါင်းထဲမှာအကျောတွေအလုံးတွေအဖူးတွေကြိတ်တွေထနေတယ်ဖောင်းနေတယ်အစ်စ်တွေ နားလေးမှာဖောင်းနေအကျိတ်တီထနေလေဒီကတော့အသုံးပြုလို့ရပါတယ်ဗျ။အုံတောင်မို့ကုံလုံးဏီကိုထုံပြေးစရာပြေးကြေးစရာကြေးအုံတောင်မို့ကုံလုံးဏီကိုထုံပြေးစရာပြေးကြေးစရာကြေးအုံတောင်မို့ကုံလုံးဏီကိုထုံပြေးစရာပြေးကြေးစရာကြေးဆိုပြီးအဲ့အစ်စ်တွေဖူရောင်းနေတာတွေနားနေတာတွေလွဲနေတာတွေရောင်းနေတာတွေဖူကြီးထနေနေရလေးကိုကျွန်တော်တို့တွေလက်ညိုလေးနဲ့အသားလေးခြေပြီးတော့ဒီကတာလေးကိုရုပ်ပြရမှာဖြစ်ပါတယ်။သူ့ကိုလည်းမနေ့38ချိန် နေလေ39ခေါက်ညနေ39ခေါက်ပေါ့နော်အဲ့တော့39ခေါက်စီ human ပြရမှာဖြစ်ပါတယ်အဲပြီးလို့ရှိရင်တော့ဒီမှာကျွန်တော်တိုင်းစီတစ်ခုနဲ့မြောက်ပေးမှာမြောက်ပေးပါအောင်မပြကျွန်တော်တို့ဒီတိုင်းစီလေးကတော့ရမ်းလွယ်တယ်ဒီပထမဆုံးဂျင်းနဲ့မက်ဒလင်ပေါ့နော်အအလုံးနဲ့တိပိသားလို့ထင်ပါတယ်ကျွန်တော်တို့ဒီဂျင်းနဲ့မက်မက်ဒလင်နဲ့ကို ထောင်းလိုက်မယ်စားနေငယ်ထည့်မယ် စားနေတဲ့မဲ့ပြီးရင်ဂွေတော့ရွက်တော့မဟုတ်ဂွေတော့ရွက်ဂွေတော့ပြီးရင်အမြင့်ပေါ့နော်အမြင့်မရလဲအရွက်ရပါတယ်သုံးခုသလုံးကိုရောထောင်းလိုက်မယ်ရောထောင်းလိုက်မယ်ရောရောထောင်းလိုက်ပြီးတော့အဲ့ကြည်ကြည်ညံ့ညံ့လေးရောထောင်းမှုနဲ့အဲ့နေရာလေးတက်တက်ကိုအုံပေးပတ်ပြီးပြီးတော့ဒီကတော့ရွတ်လို့ရှိရင်ပို့လို့အစွမ်းထက်ပါတယ်ဒါကတော့တိုင်းစီတို့မျိုးပေါ့နော်အဲ့လိုမဟုတ်ပင်နဲ့မထောင်းမင်းနဲ့ကျွန်တော်တို့ကဥမာဆိုကြပါဆိုလိမ့်မယ်ဆိုလို့ရှိရင်ဂျင်းရဲ့မိတ်တလင်ရဲ့ဂွေတော့ရွက်ရဲ့ ဒီပြီးလို့ရှိရင်အဲ့ဒါလေးကိုရောပြီးတော့ကျွန်တော်တွေကြိုလိုက်မယ်ကြိုလိုက်ပြီးတော့ကျွန်တော်တွေဒီပေါ်ပေါ်လေးတပွဲဆူပြီးဆိုလို့ရှိရင်တော့နည်းနည်းလေးပြည့်အောင်နည်းနည်းလေးလိမ့်လို့ကောင်းအောင်လို့ပေါ့နည်းနည်းလေးပြည့်အောင်ထားပြီးတော့တနခါရီပေါ့နော်တတနခါအမြင့်အတုံးတနခါအမြင့်အတုံးနဲ့တွေးတွေးပြီးအဲ့ဒါနဲ့ပေါင်းလိုက်ပြီးတော့ နာတဲ့ခါတွေဒူးတွေအကြောတွေအားလုံးလိမ့်မယ်ဆိုလို့ရှိရင်လည်းလိမ့်မယ်ဆိုတာတတ်တပြောက်ကင်းတာကိုတွေ့ရပါတယ်ဗျဒါတော့မိတ်ဆွေများလက်တွေ့ဆန်းသပ်နေပါတယ်ဒါတော့ကျွန်တော်ဒီမြောက်လက်ဆက်ပေးတယ်ကျွန်တော်ဒီအယိုးအကြောအစစ်လွယ်ဒူးနာခါနာကိုပျောက်စေတဲ့တိုင်းစီတစ်မျိုးနဲ့ဂါရာလေးနဲ့မြောက်ပေးလိုက်ပါတယ်ဗျကဲမိတာတောင်းထားတဲ့မိတ်ဆွေခုနသားများလည်းအဆင်ပြေပါစေကျွန်တော်မိတ်ဆွေများလည်းတက်ရှိကြမှာစိတ်ချမ်းသာကြပါစေအဆင်မပြေတာလေးလည်းမေးကြည့်လို့ရပါတယ်ဗျမိတ်ဆွေများရုပ်ဖော်ပေါ်မြတ်လို့ဆိုဂါရာမန္တလေးမှာရှိနေခုမမမေးခဲ့ရေးခဲ့တောင်းခဲ့ပါဗျကျွန်တော်ချင်းမပြေလည်းမြောက်ပေးပါတယ်ဗျကျွန်တော် ောင်းပေးစခွနသာသမီနဲ့အားလုံးနဲ့အနာဂတ်ဘေးရှင်းကြပါစေ။ယောဂဘေးပြားတွေကင်းဝင်းကြပါစေ။စိတ်ချမ်းသာကိုယ်ချမ်းသာရှိကြပါစေဗျာ။စီမီလေး live fan နေပြီးအားပေးကြလို့ရပါတယ်ဗျာ။အားလုံးကိုကျေးဇူးတင်ပါတယ်ဗျာ။